ကိုဝင်ဆောင်မိခင်တွေလာနှုစင်မှာအရန်တွေအန်နေပြီလားဒီနေ့တော့ဗီတာမင် B6 အကြောင်းကိုပြောပြမယ်ဗီတာမင် B6 ကိုတာရင်တောက်စင်းလို့လည်းခေါ်တယ် B6 ကရေမာပျော်ဝင်တဲ့ဗီတာမင်မျိုးစားဖြစ်လို့သူကနေ့စဉ်ပုံမှန်စားသောက်ပေးဖို့လိုအပ်ပါတယ် B6 ကခန္ဓာကိုယ်ကဘလို့ကောင်းကျိုးတွေပေးတာလဲဆိုတော့ကျွန်တော်တို့စားလိုက်တဲ့ပရိုတင်းလို့ခေါ်တဲ့အသားဓာတ်တွေကာဘိုဟိုက်ဒရိတ်လို့ခေါ်တဲ့ကစီဓာတ်တွေဖက်လို့ခေါ်တဲ့အဆီဓာတ်တွေကိုအသုံးပြုလို့ရတဲ့စွမ်းအင်အဖြစ်ပြောင်းလဲပေးတယ်အုံနောက်နဲ့အာယုံကြောကျမ်းမာရေးကိုအထောက်ပြုပေးတယ် ုခံအားကိုကောင်းစီတဲ့အတွက်ကြောင့်မို့ရောဂါတွေကိုလည်းကောက်ကွယ်ပေးတယ်။သွေးနေဦးထုတ်တဲ့နေရာမှာလည်းအရေးကြီးတဲ့ကဏ္ဍကိုပါဝင်တယ်။နောက်ပြီးတော့ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်မှာ homocysteine လို့ခေါ်တဲ့မကောင်းတဲ့အမိုင်အိုအက်ဆစ်တမျိုးရှိတယ်။ဒီကောင်ကကျွန်တော်တို့ဇီဝကံမဖြစ်စဉ်ရဲ့ဆုံးပြပစ္စည်းအမိုင်တမျိုးဖြစ်တယ်။ဒီကောင်ရနေရင်မကောင်းဘူးဗျ။အဲ့ဒီကောင်ကြီးကနှလုံးတွေ၊ကြွေးကြောတွေကိုထိခိုက်စေတယ်။ အဲ့ဒီမှာ B6 တို့ B12 တို့ folic acid တို့ကအဲ့ဒီမကောင်းတဲ့ homo system တွေပဲရှော့ချပြီးတော့အဲ့တော့ B6 ကနှလုံးနဲ့ပြေကျော်ကျန်းမာရေးအတွက်လည်းအရေးကြီးတယ်။နောက်ပြီးတော့ B6 ကကိုဝင်ဆောင်အမျိုးသမီးတချို့လမ်းလူစဉ်မှာခံစားရတဲ့အန်တက်တဲ့လက္ခဏာတွေသက်သာစေတယ်။ B6 ချို့တဲ့ရင်ဘာတွေဖြစ်မလဲဆိုတော့သွေးအားနည်းရောဂါတွေဖြစ်မယ်။နောက်ရေပြားရောင်ရမ်းတာတွေ၊ရှားရောင်ရမ်းတာတွေဖြစ်မယ်။နောက်ပြီးတော့ခန္ဓာကိုယ်မှာအပူအပိတ်တွေပေါက်မယ်။ခြေလက်တွေထုံလာကျင်နာတွေဖြစ်မယ်။နောက်စိတ်တွေရှုပ်ထွေးလာမယ်။စိတ်ဓာတ်တွေကျလာမယ်။စိတ်ပူပန်တာတွေဖြစ်လာမယ်။ ကိုခံအားတွေနည်းပြီးတော့ယောဂါတွေအလွယ်တကူဝင်လာမယ်ဗီတာမင် B6 ကိုအသံငါမျိုးမျိုးဟင်းသီးရည်မျိုးမျိုးအစိဆံမျိုးမျိုးတို့မှာကျွဲဝစွာတွေ့ရတယ်အဲဒီတော့ဗီတာမင် B6 ဟာခန္ဓာကိုယ်ကျန်းမာဖို့အာရုံကြောစနစ်နဲ့ကိုခံအားစနစ်တွေအတွက်မရှိမဖြစ်လိုအပ်တဲ့အတွက်ဗီတာမင် B6 ပြေဝတဲ့အစားအသောက်တွေကိုစားကြဖို့အကြံပေးလိုက်ပါတယ်ကြောဟုတ်ကဲ့ကျွန်တော်ဒေါက်တာရှင်းအောင်ပါ